်တင်းအလဲတအန်းတန့်ထိန်းချုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းတီဘောမျိုးတွေကိုစစ်ကော်မရှင်တပ်တွေစတင်ဝင်ရောက်နေပြီလို့ဒေတာခန်တွေကပြောပါရယ်ခွန်စောဦးပေးပို့ထားပါရဲ့ရှင်မြန်မာတရုတ်နှစ်နိုင်ငံကုန်သွယ်လမ်းကြောင်းပေါ်ကရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမျိုးကို TNN တွေတအန်းတန့်ထိန်းချုပ်ထားတာတနစ်ကျော်ရှိပြီဖြစ်ပါတယ်အဲ့လို TNN တွေတအန်းတက်ကသိမ့်ပိုက်ထားတဲ့ တီဘောမြို့ကိုအာနာတိန်စစ်ကော်မရှင်တပ်ဟာကြောင်မဲမြို့ဘက်ကနေပြည်တော်စုလမ်းမအတိုင်းအင်အားအလုံးရင်းသုံးကလေကြောင်းဒရုန်းပစ်ကူနဲ့တံပြန်ထိုးစစ်ဆင်ပြီးနောက်အောက်တိုဘာ18ရက်နေ့မနက်မှာတော့စစ်ကြောင်းတချို့ဟာမြို့ရင်းကိုရောက်ရှိနေပြီလို့ဒေသခံတွေကပြောပါတယ်။ဘယ်လိုပလန်လဲကြောင်မဲတီဘောပေးမယ်ဆိုတာပြောတာပြီးကြပဲအောင်။ဒီဘောမြို့လေးချင်းနေရဗျာ။ပါဝါးနိုင်နေအောင်ရောက်နေကြပြီဒီကောင်တွေ။ တီဘောမြို့ဝင်းကျင်မှာအောက်တိုဘာ16ရက်နေ့ထိပြစ်ခတ်တပ်နေကြားနေရပြီးလက်ရှိမှာတော့ပြစ်ခတ်တပ်နေညင်နေတယ်လို့ဆိုပါတယ်။ဒါ့အပြင်တီဘောမြို့ပေါ်ရက်ွက်တွေကနေတရန်တန်နေတအန်းတက်ကဆုတ်ခွာသွားပြီလို့ဒေသခံတွေကပြောပါတယ်။ဒီကနေ့တော့ဆုတ်ဆုတ်ပြည့်ရတဲ့ပေါ်ပြင်မယ်။ဘောရဲဟိုကကင်းမရှိတော့ဘူး။တက်တက်တန်နေပါတယ်တော့မကြားရဘူး။ ညဖြစ်မှာတော့မပြောရဘူး။တီဘောမျိုးပေါ်ကနေတရားနယ်နေတအန်တက်မဆုံမီအော်တိုဘာ16ရက်နေ့ကဌာနဆိုင်ရာယုံနေမီးလောင်ကျွမ်းပျက်စီးခဲ့ပါလေ။အာနာဒိတ်စစ်ကော်မရှင်တပ်ဟာရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကလက်လွတ်ခဲ့ရတဲ့မြို့နယ်တွေကိုပြန်လည်သိမ်းပိုက်နိုင်မှုအတွက်တရားနယ်နေတအန်တက်ထိန်းချုပ်ထားတဲ့နံပါတ်2မန်တုံနမ်ဆန်မိုးမိတ်မိုင်းလုံ မိုးကို မိုင်းငေါမြို့နယ်တွေကို နေ့စဉ်ဒီပါလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေပါလေ။ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရတားတိတ်ဆုံးမှုဟာနှိမ့်စင်မြင့်တက်နေပါလေ။လက်ရှိစစ်ကောင်စီတပ်ဟာရှမ်းမြောက်တွင်ကနောင်ချိုကြောင်မဲတီဘောမြို့ကိုစီးရရတိမ့်ပိုက်နိုင်ပြီဖြစ်ပြီးလာရှုမြို့ကိုတော့တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့ပြန်လည်အုပ်ချုပ်ခွင့်ရနိုင်ပါလေ။ကျွန်တော်ခွန်စော်ဦးပါ။